ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်တို့ဒီကနေ့ကတော့เนาะကျွန်တော်တို့ရန်ကွက်ကလေးနဲ့ပဲကျင်နှက်ခဲ့ရတယ်34ဟုတ်လားအဲ34ဘိုးအောင်ရန်ကွက်ကလေးနဲ့ကျင်နှက်ခဲ့ရသလိုကျွန်တော်တို့ဒီတန်းလေးထိုးတဲ့လူတွေဒီတန်းလေးထိုးတဲ့လူတွေကတော့38เนาะသူကနှစ်ကြိမ်အနည်းဆုံးအောင်မြင်ရမယ်ဆိုရဟာသူ့ဘက်ကတောင်းကြည့်သွားပြီเนาะ၃ကြိမ်၄ကြိမ်တော့ထွက်မထွက်မသိဘူးပေါ့เนาะ အဲကျွန်တော်ပေးတဲ့ဒီလိုဟိုဟာတပတ်စာဟာတွေကတော့တော်တော်လေးတူတောင်းတောင်းနေကိုအားလုံးကြည်ပြောင်းထမ်းဆောင်ဝါကြပြီเนาะမနေ့ကနောက်တစ်ခါတိရှင်း၅၃ညခွန်ဟုတ်ပါဟုတ်လားအဲကျွန်တော်ဟိုပါเนาะအဲတိရှင်း၅၃ညခွန်ဆိုတဲ့အခွေရလေလာလေဦးမယ်ဆိုရင်၃ည၈ဆိုပြီးတော့ဒီကနေ့ထွက်သွားရယ်เนาะကျွန်တော်ပြောတယ်ဟုတ်လားဟိုမနေ့ပိုင်း၃ညထိတ်အဲ၃ညပစင်ခဲ့ရင်နိဒီချင်း၅၃ညခွန်အခွေဆိုတဲ့ဟာလေအဲကျွန်တော်မနေ့ကလည်းသတိပေးခဲ့တယ်ဗောနော်အဲ့လိုကျွန်တော်သတိတော့ပေးနိုင်ခဲ့တယ်ဗောဟုတ်လား အဲ့ဒါကြီးယုံကြည်စွာနဲ့ခွေတဲ့လူတွေလည်းထွက်ကြမှာပေါ့ထိုးတဲ့လူတွေလည်းအောင်ကြမှာပေါ့နော်ဟိုဟာမယုံကြည်လို့မထိုးဖြစ်တဲ့လူတွေတော့မအောင်ဘူးကဲအဲ့တော့ကျွန်တော်20လေးစမယ်အလုပ်ကလည်းအားတော့စိတ်ကတက်ခါ focus လေးနေရဲအဲ့တော့ကျွန်တော်တို့ဘယ်ရစမလဲဆိုရင်လေးလေး၃ည၃ညစမယ်ပြီးရလဲပြက်လေးလေး၃ည၃ည၃ည၃ခု ဘက်ကလည်းအင်းရောင်ကွယ်နေတော့ဘက်ကမင်းနဲ့ရှောင်ပြီးပြောက်နေရေးရတာအားမရှိဘူး။၃ည၅၃ည၅၃၉၃ည၅၃၉သုံးညာရှိနှစ်လေးဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒီ20လေးကတော့20ဟောင်းလေးပါပဲကျွန်တော်တို့တွက်ပြလိုက်ရင်တည်ပါရနော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်သုံးညာခွန်မှာအောင်ခဲ့တဲ့20လေးပါပဲဟုတ်လားဒီမှာကျွန်တော်တို့တွက်မယ်ဆိုရင်ဒီသုံးညာနဲ့ဒီလေးနဲ့ပေါင်း လေးပါတဲ့လေးရနှစ်ခက်ကနှင်းနှင်းရဲ့ပါဝါခွန်လေးနှစ်ခွန်ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုတဲ့ခါကျတော့နှစ်သုံးတဲ့နှစ်သုံးမှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတဲ့69တဲ့69မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်ပြင်တော့ပြပါမယ်983 983 983 9963 ကိုကိုချောက်ခွန်ကိုငါခွန်လေးဆိုပြီးဒီလိုမျိုးထွက်တာပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ3ရဲ့ဒီ4ရဲ့ပေါင်းခွန်နဲ့ခွဲနှစ်ခက်က3ည3ည5ပါဝါ5ခွန်3ည5ဆိုတဲ့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၄၃ည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 ၃ည၃လုံးထိပ်ပြီးအောင်ခဲ့ပါတယ် ကိုရှေ့တဲ့ကိုရှေ့မှာတော့မအောင်မောင်းပြကြီးရလာဟုတ်လားအဲ့တော့၄၃ညမ၃ညသလုံးထိပ်ပြီးအောင်ခဲ့ပါတယ်နည်းနည်းအရေးတော့ပွဲမယ်နော်ကြီးလာတော့ခုနမီးမလာခင်ဟာကိုချိန်ထားတော့မီးလာတော့အရေးနည်းနည်းပွဲကဲနောက်တစ်ပြင်တွေ့ပါမယ်နေ့၄၈နေ့၄၈၄၈6399 6399ကိုကိုတိရှိတိတိတိရှိ တတီဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်ထွက်ထားတဲ့အခါကျတော့ဒါအောင်တွက်မယ်ဆိုရင်ဒီ၈နဲ့ဒီ၁နဲ့ပေါင်း6 6ရဲ့နှခက6 6ရဲ့ပါဝါ1 961ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6 4 6 4တဲ့6 4မှာ6တလုံးထိပြီးအောင်ခဲ့သလိုညနေပိုင်းနဲ့6 4ဆိုဖြစ်တဲ့အတွက်6တလုံးမှထပ်တည်ပြီးညအောင်မနေ့ကအောင်ခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ဗျကဲနောက်တစ်ပြင်တွက်ပါမယ် လေကိုခွန်လေနေ363နေ363နေကိုလေးတောင်ရနေကိုလေးတောင်ရဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်ထွက်တဲ့အခါမှာဒါကိုတွက်မယ်ဆိုရင်ဒီ၄ရဲ့ဒီ3ရဲ့ပေါင်းတော့၄ဒီရနေခက်က2 2ရဲ့ပါဝါခွန်4 2ခွန်ကြောတဲ့ကီးသုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့တိရှိတိရှိတယ်မအောင်ပါဘူးတိ တစ်ခွန်နဲ့တစ်ခွန်မှာတော့ခွန်တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြေတော့တွေ့ပါမယ်လေးကိုခွန်ကို3863တုံညာ863တတတုံတုံညာတတတုံတုံညာဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ရဲ့ဒီ3ရဲ့ပေါင်းတော့6 ကိုရဲ့နှက်ခတ်က6 6ရဲ့ပါဝါတီ6 6တဆိုတဲ့ကြီးသုံးလုံးဒီအပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့19တဲ့19တဲ့19မှာ19ကိုအထိပြီးတော့ခွေနေနဲ့အောင်ခဲ့ပါတယ်25 25တဲ့25မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ gain out ပြန်တွက်ပါမယ်35 41 35 41 49 48 နေကိုတရှိ3688 3688ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်ဒီနေရာမှာကျွန်တော်စကားလေးနည်းနည်းဖြတ်ပြောနေတယ်เนาะတခါတလေကြာရင်ကျွန်တော်တို့20နဲ့မဆိုင်တော့ကဏ္ဍအမှားလေးတွေတခါလေးကျွန်တော်ရေးတက်မိတယ်ဥပမာပေါ့ဗျာဒီမှာ3ညာ5ဆိုရဲနေမှာ5ညာလို့ကျွန်တော်ရေးမိခဲ့တယ်ထားကျွန်တော်တို့အတွက်မှာကဒီဘက်အချမ်းဖြစ်တဲ့အတွက်ဒီဘက်မှာမှားသွားခြင်းဒီ ဒီ20နဲ့မသက်ဆိုင်တဲ့အတွက်အဲ့ဒါလေးတွေကိုလည်းတချို့ကဟိုဟာဖြစ်တယ်ပေါ့နော်ကျွန်တော်ကလည်းအတက်နိုင်ဆုံးတော့ဂယူဆိုင်တယ်သို့တော်ညာလည်းကျွန်တော်မှအအောင်များတဲ့ကိစ္စလေးရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တခါလေးမှားရရင်ရေးမိလိုက်တာလေးဆိုလဲ20နဲ့မထိခိုက်ရင်နော်အဲ့အမှားကြီးကိုလိုက်ပြီးအောက်ခြေသိမ်းကြည့်မိနေပါနဲ့နော်ကျွန်တော်တို့အဓိက20ကိုမှန်အောင်ပို့ရေးကြည့်ရတကယ်လို့ဥပမာ20မှာမှားနေတော့မှကျွန်တော်နီးရှိနေတာပဲဗျာအဲကျွန်တော်တွက်ထားဥပမာ၄၈ရှစ်ရှစ်လို့ ြောရမယ်ဆိုကျွန်တော်1488ဆိုပြီးတွက်လိုက်တဲ့အခါမှာဒီနေရာမှာမှားနေမယ်ကျွန်တော်မှားပြီးတွက်ပြပါတော့သို့သော်ကျွန်တော်20တိညာပဲကိုယ့်ခေါက်ပြန်ပြင်လိုက်ပါနော်ဒါလေးရကျွန်တော်ဖြစ်တတ်တာလေးတွေမို့လို့ကျွန်တော်ချင်းချင်းအနေနဲ့ပြောပြရတာပါခဲ့အဲ့တော့ဒီမှာတွက်မယ်1နဲ့8နဲ့ပေါင်း9 9ရက6 6ရက်ပါဝါ1 968ဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထက်ထွက်အောင်မယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတဲ့အခါကျတော့3ည6တဲ့3ည6မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်2 5တဲ့2 5မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ဒီကီးတွေထိတ်တွေရတော့เนาะကျွန်တော်အဲကီးထိတ်တွေရတော့တော်တော်ကြီးကိုမာတယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်တယ်เนาะလူပေါင်းနေအများဆုံးတည်တယ်တချို့ဟိုဒါကြောင့်မလို့တချို့ကဆိုရင်ကီးဆိုကီးတီးတန်းယူပြီးကစားရတဲ့လူရှိရဲထိတ်ကိုထိတ်တီးတန်းယူပြီးကစားရလူရှိတယ်ပရိတ်ကိုပရိတ်တီးတန်းယူကစားရတဲ့လူရှိတယ်တန်းကိုတန်းတီးတန်းယူကစားရတဲ့လူရှိတယ်အခွေကိုအခွေတီးတန်းယူကစားရတဲ့လူရှိတယ်ပေါ့နော်ကျွန်တော်ထုတ်ပေးတာကိုလည်းထိုးတဲ့လူရှိသလိုအဲ့လိုထုတ်ပေးတာကိုမထိုးဘဲနဲ့ကိုပါကိုကိုနီးကွန်နဲ့ယူထိုးတာကြီးအများကြီးအောင်ကြပါတယ်နော် အဓိကတော့ဘာဖြစ်ကျွန်တော်အောင်ကနန်းလေးတော့တန်တန်ကျုံထုတ်ပြီးတော့ကျွန်တော်ပေးနိုင်တယ်ထွက်ထိုးကနန်းမှာမအောင်တော့ကီးတို့ထိတ်တို့မှာတန်တန်ကျုံကျွန်တော်အောင်လုတ်ပေးနိုင်ခဲ့တာတော့အမျိုးတို့အတီပဲဖြစ်တယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ရှင်ငါ၃ခွန်း၃ခွန်းဒီ၃ညာ၃တော့ဒီ၃ညာ၃တော့၆ခွန်း၄တ၆ခွန်း၄တဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီခွန်းရဲ့ဒီတက်ကေပေါင်း၈ပါတဲ့ ရှေ့ရှေ့ရဲ့နှစ်ခက်က1တည့်ရဲ့ပါဝါ6 1 6ဆိုပြီးတော့ကျွန်တော်တို့ကီ3လုံးရပါတယ်တဲ့အဲ့ဒီကီ3လုံးကျွန်တော်တို့တွက်မယ်ဆိုရင်ဘာကြီးထွက်သွားလဲဆိုတာကြည့်မယ်အဲ့မှာကျွန်တော်တို့9 9တဲ့မအောင်ပါဘူး6 3ည6 3ည6 3ညမှာ6တလုံးထိပြီးတော့အောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်7386 7386 3 3ည3 3ည နှစ်သုံး653 651 653တဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ကဲဒီ1ကဲပေါင်းခွန်ခွန်ရတဲ့ခါက3ည3ညပါပါ5ခွန်3ည5ဆိုတဲ့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့3ညခွန်နဲ့3ညခွန်မှာ3ညရောခွန်အထိပြီးတော့အခွေအနေနဲ့ထွက်သွားပါတယ်6နှစ်တဲ့6နှစ်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျเนาะအဲ့တော့ကျွန်တော်တို့ တောက်ကြနေအတွက်ထွက်လိုက်ရအောင်ကျွန်တော်တို့အဲ့ဒီမှာစကားပြောတာလေးတခါလေးကြနော်ဥပမာကျွန်တော်မနီးရဆိုရင်မှားလို့အောက်ကစာတန်းထန်ပြန်ထိုးပေးထားတာရှိရနော်ဘာလို့လဲဆိုကျွန်တော်ဟိုအင်္ဂါတနေ့နားလိုက်ပြီးတော့ကျွန်တော်ဗုဒ္ဓုနေ့တနေ့နားလိုက်ပြီးတော့ကျွန်တော်တွေ့ရမှာဗုဒ္ဓုနေ့ကိုစိတ်ကစွဲပြီးတော့ဇာတိနေ့လို့ပြောရမယ်ဆိုဗုဒ္ဓုဗုဒ္ဓုလို့ပြောရတယ်ဒါတွေကလည်းတကယ်တကယ်တော့ဟိုကျွန်တော်စာတန်းလေးထိုးပေးတာအတွက်ဟိုကျောဗုဒ္ဓုလိုက်ကြတယ်လားပါညာဆိုတာမျိုးတွေမှန်တာလေးတွေ့ရတယ်အဲ့လိုမျိုးလေးတွေကိုကျွန်တော်ပြောချင်တာကတော့တလောက်ခလိမ့်မှပြင်ပြီးမကြည့်နိုင်ဝင်မကြည့်ပါနဲ့တခါလေးလူစွာ အောင်ဆောပြီးတော့မှားတာလေးတွေရှိတယ်ပါကျွန်တော်ကမှားတတ်တဲ့အတွက်ကျွန်တော်အမြဲတမ်းလည်းဟိုပြင်ပြင်ပြီးကြည့်ဖို့အမြဲတမ်းတောင်းဆိုတယ်တောင်းပန်ထားတာလေးတွေရှိရနော်အဲ့တော့3ည3 81နောက်တခါ3088 3ည83 3834နောက်တစ်ခါကျွန်တော်ပြောချင်တာကျွန်တော်ရဲ့မတ်တက်တွင်နေเนาะရာတက်ပံမူတည်တွင်နေဆိုရင်အငြင်းန်းတတိထားပါကျွန်တော်ပြောပြီးမန္တပိုင်း3ညစင်းလို့ရှိရင်1053ညခွန်အခွေဒီမှာ သုံးညတစ်သုံးညခွန်ကျွန်တော်ထွက်တယ်နော်နောက်တစ်ခါဒီမှာကျွန်တော်မနေ့ပိုင်းသုံးညအဲဒီမှာဒီမှာနော်30ဆိုတော့ဒီမှာမနေ့ပိုင်းသုံးညဆင်းတဲ့အတွက်တစ်ရှင်၅သုံးညခွန်ကိုရဒီမှာသုံးညတစ်ဆိုပြီးထွက်တယ်နောက်တစ်ခါသုံးညခွန်လို့လည်းထွက်တယ်ဒီသုံးညခွန်ကြောင့်လည်းတစ်ခါတစ်ရှင်၅သုံးညခွန်ကိုရထွက်ရမယ်ဆိုရင်81ဆိုပြီးထွက်တယ်နော်ဒီသုံးည3လို့ကျွန်တော်ထွက်တာလည်းမနေ့ကတော့ကျွန်တော်ပြောခဲ့တယ်ဒီသုံးည3လို့ပြောထားတဲ့အတွက်တစ်ရှင်၅သုံးညခွန်ကိုရလာလေဦးမယ်ဒါပေမဲ့ကျွန်တော်တို့က ကြာသပြင်ဒီနေ့မှာကျွန်တော်တို့မထွက်ထားတဲ့အတွက်ဒီနေ့နဲ့မနေ့ကငါတို့ထွက်နိုင်ကြရရှိတဲ့၃ရက်အတွင်းဆိုတော့တရှင်း၅၃ရက်ခုအခုကိုတတိထားပါဆိုတဲ့အတိုင်း၃ည၈ဆိုပြီးထွက်ခဲ့တယ်အခုလည်းအခါ၃ည၈မှာမနေ့ပိုင်း၃ညထပ်ပြီးနေပြန်အဲ့တော့တရှင်း၅၃ရက်ခုခွေးဒီတောက်ကြတနင်္လာအင်္ဂါဆိုတဲ့၃ရက်အတွင်းမှာထွက်နိုင်ပါသေးတယ်ဗျနော်တတိထားပါဒီမတ်သက်ဝင်ကြီးပြက်ခဲတယ်နော်အမျိုးတို့လည်းသိရကျွန်တော်ပေးသမျှမတ်သက်ဝင်စာအုပ်ကလေးနဲ့ရေးရေးပြီးယူထားကြိုက်ကြိုက်ပြောနော်ကျွန်တော်ဆရာကြီးလောက်တာမဟုတ်ကျွန်တော်ရှာတဲ့ဟာလေးတွေကတော်တော်ကြီးကိုခိုင်းတဲ့ဟာလေးတွေဖြစ်နေပါတယ်ဗျနော်အဲ့တော့ဒီတစ်ကဲ ဒီ၄ရက်ပေါင်း၅၅ရက်နှက်ခတ်က၃၃ရက်ပါဝါရှိ၅38ဆိုတဲ့ကီး၃လုံးရတယ်တောက်ကြနေအတွက်ကီးဖြစ်ပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ထိတ်စီးကြီးကီးထိတ်ကလေးနဲ့ကျွန်တော်တို့ရေးလိုက်အောင်ကီးထိတ်ကလေးတွေဆောင်းနော်မဟုတ်အဲ့လိုတဲ့ကီးထိတ်ကီးထိတ်ကမင်းဖုန်းကကီးထိတ်ကကျွန်တော်တို့96တိဖြစ်ပါတယ်တဲ့9 6ဒီအဲ့ကြီးထိတ်ကိစ္စလည်းတော်တော်ရှင်းရတယ်ဘရိုက်ဘိုင်ပါမှာလာတောင်းတာတမျိုးဟိုမှာလာတဲ့တမျိုးကျွန်တော်အများအားနေတိုင်းတင်ပြနေရပါကျင်တတ်ပါတော့ကျွန်တော်အဲ့ဒီဟို20လေးတော့ကျွန်တော်ထုတ်မပြောမပြောဘူးเนาะအဓိကမှန်ဖို့ပဲအရေးကြီးတယ်เนาะကျွန်တော်တို့90ရာခိုင်နှုန်းတော့မှန်နေတဲ့20လေးပါဒါပေမဲ့ကျွန်တော်အဲ့ဒါဒါပြီးခင်ရင်လှုပ်ရှားမဲ့လူတွေအတွက်ဖြစ်သွားမှာเนาะကျွန်တော်တို့အမျိုးလိုထိုးကျင်တဲ့လူတွေအတွက်က ဘာမှမဟုတ်ဘူးထိုးကျင်တဲ့လူတွေဆိုကျွန်တော်ပေးတယ်အဲ့မှာလှုပ်ရှားမဲ့လူတွေကျွန်တော်ဟိုတော့ကျွန်တော်မွေးကနန်းနေပတ်တီကနန်းနေကျွန်တော်တွင်နီးတွေတင်ပေးခဲ့တယ်အဲ့ဒါတွေအားလုံးကလှုပ်ရှားနေကြတယ်ဗျာနော်မနာလို့လို့မဟုတ်ပါဘူးဘာဖြစ်လို့ကျွန်တော်ကလကားပေးတယ်သူတို့ဟိုဘက်မှာရောင်းစားတယ်ကြာကျွန်တော်လည်းဟိုအကုတ်လူတွေနားတယ်ထင်မပေးတာဗျာနော်အဲ့တော့ဒီမှာ9 5ကျွန်တော်ဒီတိုင်းလေးပဲတွဲမယ်နော်9 3 9 8ချောင်း၅ချောင်း၅ချောင်း၃ တင်ငါတင်တုံးတင်တုံး18 18ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ကဏန်းလေးတွေရပါတယ်အဲ့မှာ18ကတော့ကျွန်တော်မကြိုက်ဘူးပေါ့နော်အဲ့မှာကျွန်တော်တို့ break break ကတော့မှန်လိုက်မှားလိုက်ဖြစ်နေတာညားတယ်နော်အဲ့တော့ကြိုက်ချင်တဲ့ယူမကြိုက်ချင်တဲ့မယူပါနဲ့ ျွန်တော်တို့ဒါမနေ့ဖက်ကအတွက်ဗရိတ်ဖြစ်ပါတယ်ဗရိတ်က2 3ဗရိတ်ဖြစ်ပါတယ် main ဗရိတ်ကဒီရန်ဗရိတ်ကခွန်ရှစ်ဖြစ်ပါတယ်အဲ့တော့2 3ဗရိတ်နဲ့ပတ်သက်ရင်ကြည့်မယ်ဆိုရင်ကျွန်တော် main ဗရိတ်နဲ့ကြည့်မယ်ဆိုရင်63ဆိုတဲ့တပောက်ပဲရှိတယ်ရန်အနေနဲ့ဆိုရင်68ပေါ့နော်အဲ့ဒါလေးတော့ ठी တယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာ63တပောက်တည်းကိုကျွန်တော်စိတ်မချဘူးဆိုရင်ဘာတွေရှိသလဲဆိုတဲ့အခါကျတော့ဟိုဟာမနေ့ကညနေကကျွန်တော်တို့3 3လေးဆိုတော့ခွန်ဗရိတ်ခွန်2လို့ ဘရိတ်လိုထွက်သွားပြီးသွားရင်တဲ့ကျွန်တော်နှစ်ခွန်၄ဆိုတဲ့ဘရိတ်ကတဲ့ကျွန်တော်၃ရက်တွင်ထွက်ရပါမယ်တဲ့အဲ့တော့ဒီမှာနှစ်ဘရိတ်နဲ့ကျွန်တော်သွားကိုက်ညီနေတယ်ထို့အတူပဲတဲ့ကျွန်တော်တို့အပူအပူဆိုတာကကျွန်တော်ဘိုတူနေရှစ်ရှစ်လို့ပူးထားတယ်ရှစ်ရှစ်လို့ပူးထားရင်နှစ်၄၉၆ဆိုတဲ့ဘရိတ်ကတဲ့ကျွန်တော်တို့ 3ရက်အတွင်းထွက်ရမှာမယ်တဲ့ဟောပုံတုံးကြီးကကျွန်တော်တို့ပူးသွားတယ်ကြာသပတေးနေ့မှာနေ့လေးကို6ပတေးကထွက်မလာဘူးထွက်မလာတဲ့အခါကျတော့တောက်ကြံနဲ့တင်းင်းလာပဲထွက်เสียရရှိတော့တယ်အဲ့ဒါကျွန်တော်တင်းင်းလာနောက်တစ်ပတ်တည်းကူးတဲ့အတွက်အဲဒါမှကန်ခေပြီးနောက်တစ်ပတ်တည်းကြာမှလိုက်ပြီးတော့ဒီ break ကဆွဲရတော့မပြောတတ်ဘူးပေါ့နော်ဒါမှမဟုတ်လို့ဆွဲမယ်ဆိုရင်ကျွန်တော်တောက်ကြံနေ့မှာဆွဲနိုင်ရအာပိုကောင်းတယ်အဲ့အတွက်ကျွန်တော်တို့နှစ် break ကြီးဒီမှာလဲနှစ် break ဒီမှာလဲနှစ် break ဒီမှာလဲနှစ် break ရှိရအတွက်နှစ်ပတိကြီးပိုအားကောင်းပါတယ်ကီးလည်းမပြတ်ဘူးဆိုရင်တော့နှစ်ပတိကအနည်းနဲ့ဆိုဒီကောင်ကထွက်ဖို့အားများပါတယ် အဲနောက်တစ်ခါကျတော့ကျွန်တော်တို့ဒီမှာဒီနှစ်လေးနှစ်ဒီမှာတူတာဆိုရင်၄ကိုနှစ်၄ကိုဆိုတာတူတဲ့အတွက်ဒီမှာ၄တို့ကိုတို့၄တို့၄တို့ဒီကိုရတာမကြိုက်ဘူးเนาะအဲ့တော့ဒီ63ကိုကျွန်တော်တင်ကနန်းထားပြီးတော့ဒုတိယတင်ကနန်းအနေနဲ့65တို့68တို့63တို့66တို့ကျွန်တော်ဒါလေးတွေကိုအရင်အနေနဲ့ကျွန်တော်ကစားမယ် နော်ဒါကတော့အမျိုးလိုကြိုက်ရင်လည်းယူကစားကျွန်တော်တို့အနေနဲ့ကတော့ဒီ63ကိုကျွန်တော်တင်ပြီးတော့ကျန်တဲ့ခုန၄ကွက်ကိုအဲ၅ကွက်ကိုကျွန်တော်တို့ဒုတိယတင်မယ်ကျန်တာလေးတို့အရင်နေနဲ့ထိုးမယ်ကျွန်တော်ကတော့အကွက်မြင်းမြတ်ထိုးတတ်တဲ့လူကျွန်တော်လည်းပေါင်းတင်တဲ့လူတွေကအကွက်များလေးမယ်အကွက်နဲ့နဲ့လူကျင်တဲ့လူတွေကတော့တကယ်ကိုဆရာဆရာကြီးတွေနဲ့သွားပြီးပေါင်းတင်ပြီးတော့တို့တို့ရှိရကဏ္ဍလေးယူပါကဲကျွန်တော်ဒီကနေ့တင်ဆက်မှုကတော့ဒီလောက်ပဲဖြစ်ပါတယ်မျိုးတို့အနေနဲ့ကြိုက်နေတဲ့ ရာကိုယူပြီးတော့လဲကစားနိုင်ပါတယ်เนาะကီကီထိတ်ကိုကြိုက်နှစ်တန်ကီထိတ်ကိုယူကစားပါကီယိုယိုကြိုက်နှစ်တန်ကီယိုယိုယူကစားပါပရိတ်တွေထိတ်တွေတဲ့မှာမိမိကြိုက်နှစ်တရာယူပြီးတော့မိမိရဲ့ကဏ္ဍလေးတွေနဲ့လဲရှင်တွဲပြီးတော့စင်စားပြီးပေါက်ကဏ္ဍနေရှာဖွေနိုင်ပါတယ်အဓိကတော့ဘလိုပဲဖြစ်ဖြစ်ပေါက်ဖို့အရေးကြီးပါတယ်ကျွန်တော်လဲဆရာကြီးမဟုတ်ဘူးအကြံဉာဏ်ပေးခြင်းတမျိုးပဲဖြစ်ပါတယ်ဗျအဲအဲ့တော့ဒီကနေ့ကျွန်တော်ရဲ့20 queen cycle ကတော့ဒီလောက်ပဲဖြစ်ပါတယ်အဓိကကတော့ကျွန်တော်ပြောချင်တာကျွန်တော်ရဲ့ရာသက်ပန် မူသေး site တွေကနေပြီးကျွန်တော်ထုတ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 ်ပြီးပြောပြောသွားတဲ့ဟာလေးတွေဖြစ်နိုင်ရင်တကယ်နှစ်သက်တယ်ဆိုရင်စာရုပ်ကလေးနဲ့ရေးရထားပါကျွန်တော်အမြဲတမ်းတတိမပေးနိုင်ဘူးเนาะအားလေးတွေလိုအပ်ရင်အသုံးချလို့ရပါတယ်ဗျာကဲဒီကနေ့တော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးနေတောက်ကြနေမှာနောက်ဆုံးပဲအိတ်နဲ့လွယ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ